အော်တိုဘာလာအတွက်ပရီးမီးယားလိတလားတာအကောင်းဆုံးစုတွေမှာစကားတင်ဆင်းဝင်လာတဲ့ Emery နဲ့ Ambo မို့ Red Fenner ကနေပြန်လဲကြိုးစားလိုက်ပါတယ်အော်တိုဘာလာအတွက်တလားတာအကောင်းဆုံးနီးပြားစုတွေကစားမစုတွေကိုပရီးမီးယားလိဘက်ကတည်ဝင်ထုတ်ပြန်လာခဲ့ပြီလေဖြစ်ပါတယ်ဒီထဲမှာကတော့ Manchester United အသင်းရဲ့နီးပြားတွေကစားမတွေလည်းပါဝင်လာခဲ့ပါတယ်ပရီးမီးယားလိဘက်ကတည်ဝင်ထုတ်ပြန်ချက်မှာတော့အော်တိုဘာလာအတွက်အကောင်းဆုံးနီးပြားစုအတွက်စကားတင်ဆင်းမှာ Manchester United အသင်းရဲ့နီးပြား Robin Emery အာဇနီးပြား Mikel Arteta အက်စတန်ဗီလာနီးပြား Unai Emery နဲ့ ဘုံမောက်နီးပြားဖြစ်သူအန်တိုနီအီရာရိုလာတို့ပောင်းရင်လာခဲ့တာဖြစ်ပါတယ်။ရိုမီယံမော်ရီရဲ့မန်ချက်စတာယူနိုက်တက်အသင်းကတော့ဒီလအောက်တိုဘာလထဲမှာပရီးမီးယားလိ၃ပွဲကစား၃ပွဲလုံးနိုင်ထားပြီးရှုံးပွဲလုံးဝမရှိခဲ့ပါဘူး။ရိုမီယံမော်ရီကဖီအားရီအောက်ကနေပြီးတော့အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့လို့ဒီစီရဲမှာပါကိုပါတင်းတဲ့သူလို့ပြောရမှာဖြစ်ပါတယ်။အော်တိုဘာလာအတွက်ကောင်းဆုံးကစားမဆူတဲ့ဇာတ်ရင်းစီးရင်းထဲမှာတော့ United ရဲ့ Cameron Dyche ကစားမဖြစ်သူ Brian Ambumo ကလည်းပါဝင်လာခဲ့တာပါ။ပါဝင်လာမယ်ဆိုတာကလည်းအားလုံးသိထားကြပြီးသားပါပဲ။ ပူပူဟာဒီလာထဲမှာတကယ်ကိုကောင်းမွန်တဲ့ဇွမ်းဆောင်ရည်တစ်ခုကိုပြသထားနိုင်ခဲ့တာပါအပူပူကအော်တိုဘာလာထဲမှာကစားခဲ့တဲ့ပရီးမီးယားလိ၃ပွဲမှာ၃ဂိုးသင်းပြီးတော့တကူဖန်တီးပေးချနိုင်ခဲ့ပါတယ်ရတနီပြအမော်ရီယောကစားမဖြစ်သူအပူမိုယောကအကောင်းဆုံးဆုတွေကိုရဖို့အခွင့်အရေးများနေပါတယ်အထူးသဖြင့်တော့အပူမိုကပိုဘရော့ဒီဆုနဲ့ထိုက်တန်နေခဲ့ပါတယ်အတင်းအတွက်ပွဲကြီးတွေမှာဂိုးတွေသင်းပြီးတော့ရမှတ်တွေယူထားပေးနိုင်ခဲ့လို့ကင်မရွန်သားကဒီဆုအတွက်နံပါတ်၁ပြနေခဲ့ပါတယ် ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေနဲ့စေဝင်စားပွဲအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရခင်ဗျာ